မျက်လုံးလေးနားလေးဒီလောက်ပဲလှုပ်လို့ရတယ်ကလေ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 လောက်ပဲရှိတော့တယ်အစိတ်ကတော့သုံးလို့ရတယ်ပေါ့အနာကိုကြီးကလက်တီကြောက်တည်းကလေးသွားပြီသူ့လိုမြင်ထားလို့မြင်ဘဲမှလည်းမသွားနိုင်တော့အဲရာကြီးရတော့သွားပြောပြရတာကအဆင်ပြေတယ်နောက်လက်တွေ့လည်းပြောလို့ရတယ်နောက်တစ်ခါသူတို့အတွက်ကလည်းတကယ်လိုအပ်တာဒီချိန်မှာ ိုးတော်ဝဥစဉ်တို့ပြောခဲ့ဘူးတဲ့အချင်းတွေဟာအတိုင်းတာတစ်ခုထိတော့အသုံးဝင်တာပေါ့ဒါပေမဲ့နိဗ္ဗာန်ဘလောက်ကြာကြာကျင့်ကျင့်ဟိုနိဗ္ဗာန်နဲ့ခြားထလိုက်ရင်အဲ့ဒီအချင်းဟာလကားဖြစ်သွားတာနော်တရုတ်တိုင်းကတည်းကအဲအဲ့ဒီကြောင့်ဟိုတော်ကပြောပြဘူးတဲ့ကြားပြီးအဲ့ဒီလူတယောက်ပေါ့တိုင်းဆရာကြီးနော်ဘရင်ရဲ့အဲဘရင် ီတက်ထဲမှာသူကဆရာကြီးအတိုင်းအင်မတန်ကျွမ်းတာကျွမ်းပါဘောနှစ်340လေးကျင်းလာတာကိုဓာရီတွေလန်ရီတွေလက်ရီတွေခြေရောက်ရီတွေအနှုတ်သိမ်းနေဟာအင်မတန်ကျွမ်းကျင်တာအဲ့တော့အဲ့မှာဘာတွေ့လဲဆိုတော့ခိကပြောင်းလာတဲ့အခါကျတော့ဓာလန်နေမဟုတ်တော့ပဲနဲ့တနတ်ကပေါ်လာတယ်နော်အဲ့ခိကတူမီတနတ်လောက်ပဲထားအခုလို့နော်စတင်ကန်တို့ဟိုဟာတို့ ဒီကေဖို့တို့ဘာလို့စာရည်တင်ဒီလိုတနတ်တွေတော့မဟုတ်သေးဘူးတလုံးလိုတနတ်လေးဟာတိုင်းသမားညပေါင်း40လောက်ရသူကဓာရီလန်ရင်ကြွကြွရရလို့ဟိုကတနတ်နဲ့တစ်ချက်တည်းပြဓာရင်ဆိုဒီကရဲကားကနေပြအဲ့တော့ခုနပြောတဲ့ဆရာကြီးကဘာမှချက်ချလဲငါတို့အနည်း40လောက်ကျင့်လာတာဟိုမှာတစ်ချက်တည်းနဲ့ပိတ်စာပြတ်တော့တာလေအဲ့ဒီမှာအင်မတန်ကွာဝါတာလေတက်ကနစ်ဆိုတာနီးပညာဆိုတာအင်မတန်ကွာဝါတာအချင်းဆုံးဥပမာပဲငါတို့အနည်း40လောက်ကျင့်လာတဲ့ ဒီခန္ဓာကိုယ်ကျင့်စဉ်ကြီးရတဲ့ဟိုကလက်ကြီးစချက်ကိုေးလိုက်တဲ့နဲ့တိုင်းဆိုဘာမှသုံးမရတော့ဘူးလေအဲလောက်ရှင်းတဲ့ဥပမာရှိရုံပဲနော်ဒါတော့မလို့မယ်တရားထိုင်တဲ့လူရဲ့ကျင့်လိုက်တာကျင့်မှအဲဒီအုံထိုက်ပြီဆိုတဲ့နိုင်ဆရာကြီးပြောသလိုပဲသူတို့ခန္ဓာကိုယ်ကျင့်ဟာဟိုဘက်ကစိတ်ဉဏ်လေးတစ်ချက်တည်းပေါင်းနေတဲ့ဆိုတော့တစ်ချက်တည်းဟိုဘက်ကဒိဋ္ဌိပြုတ်တာဒီဘက်ကခန္ဓာကိုယ်ကအနည်း၄၀ကြာလဲပြုတ်တော်မှမဟုတ်ဘူး နော်ရောင်းတော့တော့ပုံတော့တော့နဲ့ဟိုဝေးဒီဝိုင်ဟိုရိတ်တာတဲ့ဒီရိတ်တာဝင်နော်ဒီဘက်ကဒီဟိုဘက်ကိုရောက်အဲဒီဘုံကြီးကပြန်တော့ဘူးနောက်ဘုံကြီးကရောက်တောင်းနေကြတာဟိုတော့ဦးတင်တို့ပြောဘူးတယ်နာမည်တက်ပြောတော့ဒီလေးကနာကြတယ်အာမာဘရိမြန်ရှာတော့ဒီနောက်လိုက်ကြလိုက်ကြအခုရှာတော့ကြီးပြန်တော့ဘူးပါမရှိဘူးအခုပဲရောက်လေနောက်တစ်ယောက်စီရောက်တာပဲနောက်တစ်ပါးစီရောက်လာလိုက်အောင်အဲ့ဒီတစ်ပါးပြောတော့နောက်တစ်ပါးလိုက်အောင်မှာတရုပ်ဝါဒတွေလေ <laughs> <laughs> ဒါကြောင့်ဦးဇင်းတို့ပြောတယ်အဲလူကမပြေးနဲ့ညာပြေးသိနေညာနဲ့ပေါင်းပြီးပြေးလိုက်ဘယ်မှသွားကြရတော့မလို့တကဘာလုံးပတ်လို့ရတယ်မကျင်တော့ပတ်လို့ရတယ်စိတ်ကအဲ့တော့ဒီစိတ်လုတ်လေဒီစိတ်တနုပဒနာသိနေတရားနဲ့တွေ့ဓမ္မနုပဒနာဒါတထိုင်နဲ့လုတ်နေရတယ်ဘယ်ရိတ်သားမှလည်းပြေးစရာမလိုဘယ်ဆရာနောက်မှလည်းလိုက်ရတယ်ဒီဘုန်းကြီးပြန်တော်မူက အဲ့နောက်ဘုန်းကြီးတစ်ပါးပြောင်းရလဲကြောင်းမရှိဒါသဘောတရားကြီးရပြောပြတာနော်ဒါအိမတ္တမကိုတက်တာတက်တာစီတက်တာတယ်ပေါ့သိသွားရင်အိမတ္တတက်တာတယ်အခြေကုန်တက်တာတယ်ငွေကုန်တက်တာတယ်လူဝေမနာတက်တာတယ်နောက်တခါအယူမလည်းတက်တာတယ်နော်အယူမတွေတက်တာအဲ့တော့ဒီမာရွေးစွာယူစားတဲ့ယူမတွေအကုန်ပြုတ်ထွက်သွားတာ အမတန်သက်သာတယ်အဲဒီတော့ခုနဦးဇင်းတို့ပြောပြတယ်အေးဘယ်မှမသွားတော့တဲ့လူဆိုရင်တော့ပြောရတာပြောချင်ပါတယ်အင်းသွားနေတယ်ချုပ်ယုတ်ယုတ်ဆိုရင်တော့တိတ်ပြောလို့အရှင်းမပြေဘူးဘာဖြစ်လို့လဲဆိုတော့ဟိုကျင့်တဲ့တကဦးဇင်းတို့တန်တရားဝင်းတယ်လို့ပဲလူကြီးကလည်းယဉ်နီးနေတဲ့ခါကျတော့သူကလည်းအာမနာရန်ပြောတာသူချင်းပြောတာလည်းဟုတ်တာပဲ အဲဒီမှာတိတ်လွယ်လုံးအကြီးတယ်လွယ်တော့ဘုမဟုတ်ရဲ့လားမသိဘူးတကယ်ကိုပြောတာအဲ့ဒီလူတွေလက်ရှိလက်ရှိနေသေးတယ်နော်ဦးဇင်းတော်ကရှင်းရှင်းလေးပြောပြတာအေးဒါ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 ပဲလေးကဘုမကောင်းပါတာပဲရှင်းသားကြည့်လို့